အလိုရရှိနမနိုင်မင်္ဂလာပါဒီကနေ့မှာတော့တင်ပါကိုရွေးမလဲဆိုတဲ့နှုတ်ကပတ်တော်ကောင်းစင်တဲ့ရောက်စီတိုင်းကိုထပ်မံပြီးတော့နှိုးဆော်ခွန်အောင်ပြုလုပ်ပါတယ်ခြေပြုချမ်းအနေနဲ့တရားဝချမ်းကကြီး7အပိုင်ငယ်73ကနေ25ကိုဖတ်ကြည့်တဲ့အခါမှာနှုတ်ကပတ်တော်ကဒီလိုပြောပါတယ်တင်လို့ဘုရားခင်ထောက်ရဘုရားကိုစိတ်နှလုံးအချင်းမဲ့ချစ်၍အမှုတော်ကိုဆောင်ရွက်မိအကြောင်းယနေ့ငါမှာသားတော်ပြည့်ညတ်တော်ကို စီစီနားထောင်လင်းတင်တို့ဒီစပါစပီးရီ စီတို့ကိုစုသိမ့်ခြင်းကအရင်မိုးနောက်မိုးတည်းဟုသောတင်တို့ပြည်နှင့်ဆိုင်သောမိုးရေကိုငါပြီးမည်တင်တို့သည်ဝါစွာစားရမည်အကြောင်းတင်တို့တိရစ္ဆာန်များအဖို့လွင်ပြင်၌မြက်ပင်ကိုငါပေါက်စေမည်နှုတ်ကပတော်ကိုဝန်ခံတော်ရတဲ့ရောက်စီတိုင်းပေါ်ဖျားရှင်ကောင်းချီးပေးပါစေကျွန်တော်တို့ဒီနှုတ်ကပတော်ကြီးတဲ့ခါမှာအငယ်၁၈ခုနှစ်ထိဖတ်ရင်တော့ဘုရားခင်ကိုချစ်တဲ့စိတ်နှလုံးနဲ့ဖျားရဲ့အမှုတော်မြတ်ထဲမှာ ဆက်ကမိတ်ဆိုရင်ကျွန်တော်တို့ရဲ့အတ္တမှာခံစားမဲ့ကောင်းကြီးမင်္ဂလာနဲ့တစ်ဖက်မှာဣစာဒိဋ္ဌိအယူကိုဆွဲလန်းပြီးတော့မာတရားလမ်းကနေတွေးဖေသွားပြီးတော့အခြားတစ်ပါးသောဖျားနောက်တခြားသောဆွဲလန်းသောအရာနောက်ကိုလိုက်မိဆိုရင်ကျွန်တော်တို့ရဲ့အတ္တမှာကြုံရမဲ့အမင်္ဂလာတွေအကြောင်းကိုဒီနောက်ဘက်တော့မှာရှင်းရှင်းလင်းလင်းပေါ်ပြထားတာကိုတွေ့ရမှာဖြစ်ပါတယ်ပထမတစ်ချက်အနေနဲ့ ျွန်တော်ယုံကြည်သူများရဲ့တက်တာမှာဘုရားကိုချစ်တဲ့စိတ်နှလုံးနဲ့ဘုရားရဲ့အမှုတော်မြတ်ထဲမှာပါဝင်ဆက်ကပ်တဲ့အခါမှာတတိတမချန်းစာကဘယ်လိုကောင်းကြီးမင်္ဂလာဖြစ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့တည်တည်ကြကြဖော်ပြထားပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ဘာကိုရွေးမလဲကျွန်တော်တို့တမချန်းစာကြည့်တဲ့အခါမှာဘုရားကကျွန်တော်တို့ကိုလောလောဆယ်ရွေးချယ်ပိုင်ခွင့်ပေးတယ် free way ပေးထားတယ်အဲ့တော့ကျွန်တော်စိုက်တယ်လို့ရွေးလို့ရတယ်ဒါကြောင့်ဒီတရားဟောကျမ်းမာဆိုရင်လည်းဣတရီလအမျိုးသားတွေကိုဘုရားကဒီနှုတ်ကပတ်တော်အပြင်ပြောပါတယ်ဘာကိုရွေးကြမလဲ ဒါဒီနေရာမှာဘုရားကိုချစ်တဲ့စိတ်နှလုံးနဲ့ဘုရားရဲ့အမှုတော်ကိုဆက်ကပ်ပြီးတော့ဘုရားနဲ့အသက်ရှင်ခြင်းကိုကျွန်တော်တို့ရွေးမိဆိုရင်တော့ဒီမှာတော့စပားတို့စပီးရေတို့စသဖြင့်ဒီအသီးနှံတွေကို စုတင်ရတဲ့အခွင့်ရမယ်လို့နှုတ်ကပတ်တော်ပြောသလိုအဖက်မှာတင်တို့ပြည်နဲ့ဆိုင်တော့ကောင်းကြီးမင်္ဂလာကိုလည်းဘုရားတစ်ခါပေးมาဖြစ်တယ်။ပြီးတဲ့အခါမှာဘုရားတစ်ခင်ကဝါစွာရှားရတဲ့အခွင့်ကိုဘုရားကပေးမယ်ဆိုတဲ့ဂတိတော်ကိုဒီနေရာမှာ တွေ့ရပါတယ်။ဆိုတော့ဒီနေရာမှာ စုတိန်ခြင်းအခွင့်ဒါကအင်ပါတမအရေးကြီးပါတယ်တချို့ဘလောက်ပဲရှားရှားကျွန်တော်တို့မြန်မာစကားပုံမှာအိတ်ပေါက်နဲ့ဖားကောက်တယ်လို့မျိုးဖြစ်တာလည်းအများကြီးရှိပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့အသက်တာမှာဖျားမကောင်းမြတ်လို့လည်းမဟုတ်ဖျားမပေးလို့လည်းမဟုတ်တင်းရဲ့ရွေးချယ်မှုကမားနေတော့ကြောင့်တင်းရဲ့လမ်းကြောင်းကအတင်းခြေလမ်းကမားနေတော့ကြောင့်ဖြစ်တယ်ဆိုတာကိုဒီနေ့ကျွန်တော်တို့တတိချက်စင်ကြင်ဖို့ဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ တင်ဟာဖျားကိုချစ်တဲ့စိတ်နှလုံးနဲ့တင်ရှိတဲ့နေရာမှာတင်ရောက်တဲ့နေရာမှာပါဝင်ဆက်ကတ်တဲ့ဖျားကိုချစ်တဲ့စိတ်နှလုံးနဲ့အမှုတော်မြတ်ထဲမှာပါဝင်နေဆိုရင်တင်ဟာတင်လှုပ်တဲ့အရာတိုင်းမှာတင်ရဲ့လုပ်ငန်းဆောင်တာအတိုင်းမှာတင်ကဆုတိန်ရတဲ့အခွင့်ရမှာဖြစ်ပါတယ်။ဒီဖက်မှာတင်တို့ပြည်နှင်းဆိုင်တော့ကောင်းကြီးမင်္ဂလာကိုလည်းဖျားတစ်ခါပေးမှာဖြစ်တယ်။တင်ကဘေးနေရာမှာပဲရောက်ရောက်ဘေးတိုင်းပြည်မှာရှိနေပါစေ။တင်ကဖျားသားသမီးဖြစ်တယ်ဆိုရင်ဘုရားရှင်နှုတ်ကပတ်တို့အတိုင်းတက်ရှင်နေ။ တို့တမတရားတိုင်းအသက်ရှင်နေဆိုရင်တင်းနဲ့ဆိုင်တဲ့ကောင်းကြီးမင်္ဂလာကိုဘုရားခင်ကဤကံအမှတင်းရဲ့တက်တာထဲမှာတယောက်စီမှာဖြစ်တယ်ဆိုတော့ကိုနှုတ်ကပတော်ကပြောပါတယ်။နောက်ပြီးတဲ့အခါမှာတင်းကဝဆွာဆ ਾਇ ရမင်းလို့လည်းနှုတ်ကပတော်ပြောပါတယ်။ဒီနေ့ကျွန်တော်တို့ယုံကြည်သူများရဲ့တက်တာမှာဘုရားအမြင့်ဆုံးတော်ဘုရားကိုကိုးကွယ်တယ်၊ရွှေနဲ့ငွေကိုပိုင်လို့ဘုရားကိုတည်တယ်၊ယုံကြည်တယ်၊ကိုးကွယ်တော်ညာလဲဒီနေ့တချို့တော်ယုံကြည်သူညီကိုမောင်နှမတွေဘဝမှာခက်ခဲကြမ်းတမ်းစွာယုံကံလှုပ်ရှား ပင်ပန်ရတဲ့အခြေအနေကတခါတလေကျတော့ DRD ကျွန်တော်တို့အသက်တာမှာပြန်ပြီးတော့ကိုယ့်ရဲ့အသက်တာကိုပြန်ပြီးတော့ဆင်ခြင်ဖို့အတွက်ဘုရားသခင်ကနှိုးဆော်တာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာမှာဘာလို့လို့အဆင်မပြေတာမျိုးကြုံတွေ့ရပြီဆိုရင်တော့ဘုရားကိုလည်းပြစ်တင်ဖို့မဟုတ်ဘူး။ပတ်ဝန်းကျင်ကိုလည်းပြစ်တင်ဖို့မဟုတ်ဘူး။ကိုယ့်ရဲ့အသက်တာကိုပြန်ပြီးတော့ဆင်ခြင်ဖို့ဖြစ်ပါတယ်။ကျွန်တော်ဟာကျမဟာဘုရားနဲ့တွေ့တာမှန်ရဲ့လား။ဘုရားနဲ့ကိုအသက်ရှင်ရဲ့လား။ဘုရားကိုကိုချစ်ရဲ့လား။ နှုတ်ကပတ်တော်နဲ့ကန့်ညင်လာဆိုတာကိုဒီနေ့ကျွန်တော်တို့ရဲ့အတ္တမှာဆင်ခြင်ဖို့ဖြစ်ပါတယ်ပြီးတော့ဒီနှုတ်ကပတ်တော်မှာကျွန်တော်တို့ကိုပြန်ပြောတဲ့အရာကတစ်ဖက်မှာမိစ္ဆာဒိဋ္ဌိအယူနောက်ကိုဆွဲလန်းပြီးတော့တမာတရားလမ်းကနေတွေ့ဖေပြီးတော့မိမိစိတ်အလိုအတိုင်းတက်ရှင်မယ်ဆိုရင်ဘုရားသခင်က အမျက်တော်ထွက်၍လို့ပြောပါတယ်ဘုရားရဲ့အမျက်တော်ရှာခြင်းကိုကျွန်တော်တို့ခံရမှာဖြစ်ပါတယ်ဒီနေ့အဖြစ်ကျွန်တော်တို့ဥမာတစ်ခုမိသားစုတစုထဲမှာ တာသမီတွေကဖခင်ရဲ့စကားကိုနားမထောင်တဲ့ခါမှာအနေနဲ့အများတော့အမျက်တော်ရှာခြင်းခံရမှာဖြစ်ပါတယ်။ဇုံမခြင်းခံရမယ်၊ရိုင်းနေခြင်းခံရမယ်။ဒါတော့ဒါကတားကိုမုန်းလို့တော့မဟုတ်ဘူး။တားကိုပြုပြင်စေခြင်းနဲ့ကောင်းစေခြင်းနဲ့ဒီထက်ပိုပြီးတော့အတိတ်ပေရှိတဲ့အရာဒီထက်ပိုပြီးတော့သူ့ကိုတိုးတက်စေခြင်းနဲ့အဲ့ဒီခါမှာတားကိုဇုံမရတာဖြစ်ပါတယ်။သတိတကောင်းမဲ့ဒီနေ့ဖျားခင်ကကျွန်တော်တို့ကို အခြေအနေမျိုးမျိုးကြောင့်တင်ကလမ်းမပြီးတော့ဘုရားရဲ့အမျက်တော်ရှာခြင်းခံရပြီဆိုရင်ဘုရားကတင့်ကိုမုံလို့ကြောင့်မဟုတ်ပါဘူးတင့်ကိုချစ်တယ်ဒါကြောင့်လည်းတင့်ကိုကြက်တီးစွာဆုံးမတယ်အဲ့ဒီဆုံးမခြင်းကိုတင်ဝန်ခံပြီးတော့အော်ဘုရားခင်ကျွန်တော်ကိုချစ်တော်ကြောင့်ဆုံးမတာဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့အတ္တမှာစင်မာနဲ့နောက်တော့နှလုံးသားနဲ့ဘုရားခင်စီမှာပြန်လေတိုးဝင်ဖို့ဖြစ်ပါတယ်အဲ့တော့ဘုရားရဲ့အမျက်တော်ရှာခြင်းခံရတဲ့အခါမှာဘာလို့လို့အဆင်ပြေဘူး စီဝိုင်းလုတ်တယ်စီဝိုင်းကြရှုံးနေမယ်လေလုတ်တယ်မအောင်မြင်ပဲဖြစ်နေမယ်ကိုလုတ်တဲ့အရာက ကောင်းကြီးမဖြစ်ဘူးအဲ့ဒါကဖရာရဲ့အမျက်တော်ရှာခြင်းတွေကတမျိုးဖြစ်ပါတယ်တို့ဘာတို့ကြောင့်ချစ်တော်ယုံကြည်သူညီကိုမောင်နှမများဒီနေ့ကျွန်တော်ယုံကြည်သူတယောက်ဖြစ်လာတဲ့အခါမှာနေ့စဉ်နေ့တိုင်းမှာဖရာခင်ကကျွန်တော်တို့ကိုလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ပေးထားတယ်သင်ပါကိုရွေးမလဲဖရာကိုချစ်တဲ့စိတ်နှလုံးနဲ့ဖရာရဲ့အမှုတော်မြတ်ထဲမှာသင်ရှိတဲ့နေရာသင်ပါဝင်တဲ့အတင်းတော်မှာအကောင်းဆုံးဆက်ကမလားဒါမှမဟုတ်တစ်ဖက်မှာ မိစာဒိဋ္ဌုအယူနောက်ဆွဲလန်းခြင်းနောက်ကိုလိုက်ပြီးတော့ကိုယ့်ရဲ့ဘဝကိုယ့်ရဲ့အတ္တကိုတမန်တရားနဲ့တွေးဖြေပြီးတက်ရှင်မလားဖခင်ကကျွန်တော်တို့ကိုလူလတ်စွာရွေးချယ်ပန်ခွင့်ပေးတာတင်းရဲ့ရွေးချယ်မှုကတင်းရဲ့အတ္တဘုံမှာဧကအမှန်တက်ရောက်ပြီးတော့တင်းရွေးချယ်တဲ့အတိုင်းဖြစ်လာမယ်ဆိုတာကိုနားလည်ဖို့ဖြစ်ပါတယ်ယုံကြည်သူဖြစ်တဲ့အခါမှာကျွန်တော်ရဲ့အတ္တမှာအထူးသဖြင့်ဖခင်ကိုချစ်တဲ့စိတ်နှလုံးနဲ့အမှုတော်မြတ်ထဲမှာဝါမျက်စွာပါဝင်ဆက်ကရအောင်ဧကအမှန်တင်းရဲ့တက်တော်ကိုဖခင်က ကောင်းကြီးဖြစ်စေမယ်။သင်နဲ့ဆိုင်တော်ကောင်းကြီးမင်္ဂလာဝါစွာစားတဲ့ခွင့်နဲ့တူဖရာရဲ့ကောင်းကြီးမင်္ဂလာအထူးခံစားမှာဖြစ်တယ်ဆိုတော့ဒီနောက်ကပတ်တော်နဲ့အားပေးခြင်းပါတယ်။ရောက်စီတိုင်းပေါ်ဘုရားရှင်ကောင်းကြီးပေးပါစေ။